ဆိုတော့မြန်မာတွေကျွန်တော်တို့ရဲ့ဘောအဖြတ်တမ်းမှုကလည်းအာဏာရှားအောင်မှာဖြစ်တဲ့အခါကျတခုတည်းကိုပဲကျွန်တော်တို့ကစဉ်းစားတတ်တယ်တွေးတတ်တယ်ပေါ့နော်ဆိုတော့တခုမကအမှန်တကယ်ဖြစ်တယ်ရှိနိုင်ပါလားဆိုတော့ကျွန်တော်တို့ကစဉ်းစားတတ်တဲ့အခါကျဒီတောင်းကတော့လွမ်းမိုးတဲ့ဘဝရင်ကျေးမှုနိုင်ငံရေးတလိအရာလွမ်းမိုးတဲ့တောင်းလို့ကျွန်တော်ပြောနိုင်ပါတယ်ဒါပေမဲ့ အချို့ကလည်းဒီရွေးကောက်ပွဲကိုဝင်ကြတဲ့အခါမှာအဲလုံနိုင်တာလေးပဲနည်းနည်းပဲလုံလို့ရရင်ကိုမဆိုးပါဘူးဆိုတော့အမြင်နဲ့ဝင်ကြတယ်ပေါ့နော်တနည်းပြောလို့ရှိရင်အန္တာတက်တာရတက်တာကြောင်းပေါ့အဲကျွန်တော်တို့ဒီလိုများလုံလို့ရမလားဆိုတော့ပြောနေဒါပေမဲ့ခုနပြောတဲ့ပြုရင်ပြောင်းလဲရေးတွေ ဖြစ်ဖို့ဖြစ်ဖို့ဆိုတာကလောက်ထားရတဲ့မြတ်တွေကိုအခုပြန်ပြီးဖြစ်ပြလိုက်ပြီ။ဟုတ်။အဲ့တော့ပြန်တက်ဖို့ဆိုတာလည်းတော်တော်ခက်တယ်။မကြသေးငယ်ရပဲကမ္ဘာဘဏ်ကနေမှမြန်မာနိုင်ငံနဲ့ပတ်သက်ပြီးချီးဖို့နော်အခုဒီပေးဖို့ဆိုတာလည်းအကုန်လုံးရပ်ထားလိုက်တယ်။ဟုတ်တယ်။အမေရိကန်နဲ့တောက်ပွဲပေါ်မှာနိုင်ငံတကာရဲ့အံပြင်းကိုပြတာပေါ့နော်။ဆိုတဲ့အခါကျတော့ ဒါကတော်တော်လေးမျောနေတဲ့လူတွေတော့ရှိကြမှာပဲဒါပေမဲ့အဲကျွန်တော်ရှင်းနေတော့အဲတနည်းပြောလို့ရှိရင်တော့သူတို့မျောနေတာကျိုးလေးတစ်ချောင်းတောက်ထားတဲ့ကျိုးလေးနည်းနည်းဖြီးပေးလိုက်ရင်ဖြီးပေးတော့နည်းနည်းလေးလှုပ်လို့ရတလောက်လေးတော့ဒီလောက်ဆိုလည်းမဆိုးပါဘူးဆိုတဲ့အနေနဲ့မျောနေကြတယ်လို့ကျွန်တော်တော့ဒီလိုပဲထင်တယ်ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့ ခုနအဲ့ဒါအခုဒီနေ့တော့ကျွန်တော် NUCC နော် NUCC ကသူတို့သူတို့သွားတာဟုတ်တယ်စီကောက်ကြီးနဲ့ဆွေးနွေးတာမဟုတ်ဘူးလို့ကျင်ညာချက်ထုတ်လာတွေ့ရတယ်ဆိုကျွန်တော်ထင်တာကတော့မလေးရှားမှာတွေ့တယ်လို့ပဲသူကသူတွေ့ကိုယ့်ဘက်ကိုတွေ့ပေါ့နော်အဲ့ဒါကိုပဲသတင်းတွေကတော့ဆွေးနွေးတယ်လို့တင်လိုက်တာဖြစ်ပါတယ်ဟိုအဓိကဟိုပါအင်ဒိုနီးရှားဆိုတော့အင်ဒိုနီးရှားကကျွန်တော်အညာဆူဟာဒိုလိုခေကအာနာသိပြီးတော့စစ်ဖို့လို့အာနာသိပြီးတော့ဟိုစစ်ဖို့ကလည်းပြီးတော့ဘယ်လိုခေါ်မလဲကြာစစ်ကောင်စစ်ကောင်ဝင်ပြီးတော့ဘောနော်အရသာဖလှပစ်လိုက်တယ်ဒီလိုပြောင်းလဲသွားတာပေါ့ ဲ့တော့ကျွန်တော် question ရပါဗျာအဲ့တော့အခုဒီကျွန်တော်ဘောကဘယ်လိုဖြစ်လဲဆိုတော့လူမိုင်းကိုဘယ်လိုပြောမလဲလူမိုင်းကိုမနိုင်တဲ့ခါကျလူမိုင်းဘယ်လိုလူမိုင်းနဲ့ပေါင်းပြီးတော့ဗျာကျွန်တော်သက်သောင်းပေါ့နော်လူမိုင်းချုံပြီးပေါင်းရတယ်လို့ဖြစ်နေတယ်ဗျာအဲ့တော့ Indonesia ကိုပြောမယ်ဆိုရင် Indonesia ဘိုလ်ချိုးတွေတော့အဲ့လိုဖြစ်သွားပြီပေါ့ဘောမှာဘိုလ်ချိုးတွေရောအဲ့လိုကြောင်းလဲလာမဲ့ဥတီမန်တဲ့အရင်ဘွာမြူဟာတို့ကစိတ်ဖို့နေနဲ့ဆက်ဆံမှုတွေဗျာဘယ်လိုရှိလဲသူအဲ့လိုစိတ်ထားတော့ဖြစ်မလာဘူးထင်တယ်ဗျာအာဘိုလ်ဒူပိုကိုတယောက်ချင်းအနေနဲ့ဟာ လူတွေအတ္တမလူတွေပဲဗျာသူလုံးကလိုပဲဟိုလူဇိုးကြီးတွေမဟုတ်ပါဘူးအဲ့တော့ဟိုလိုဟိုလိုအပြာလူတွေကလာဒီလိုလူဇိုးကြီးတွေလိုလိုတော့ဒီလိုဖြစ်ဒီလိုမဟုတ်ပါဘူးเนาะသူတို့လည်းတ္တမလူပါပဲလူတယောက်လိုပဲပေါ့เนาะသူတို့လည်းဟိုအမေငုံနာခံပြီးလောက်ရတာတွေရှိတယ်เนาะဆိုတော့စစ်တပ်ရဲ့သဘောသဘာဝအတိုင်းဆောင်ရွက်ကြရတာတွေရှိတယ်သူတို့ဟို ချင်း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 စဉ်စဉ်စားစားစားနဲ့လုတ်တက်တဲ့လူတွေတက်ပြောတယ်မှာအများကြီးရှိပါတယ်။ဒါပေမဲ့လုတ်ပိုင်ခွင့်ရှိတာတခဏနော်။လူပုဂ္ဂိုလ်အနေနဲ့စဉ်းစားနိုင်တယ်လုတ်နိုင်တယ်နော်။သူဒါလုတ်ပိုင်ခွင့်ရှိလို့ရှိရင်လုတ်မယ်ဆိုတဲ့လူတွေလည်းဒါတော်တော်များများရှိပါဒါပေမဲ့အလုတ်ခွင့်ရမလားမရဘူးလား။ဒီပြဿနာရှိတယ်။နော်။အဲ့တော့ခုသွားနေတာကတော့ပုံပြီးချုပ်တဲ့စနစ်ကိုသွားနေတဲ့အတွက်ကြောင့်မို့လို့တတ်ထဲမှာလည်း ဲကျွန်တော်ထင်တယ်သိတော့လှုပ်လို့ရလိမ့်မယ်လို့မထင်ဘူးဒါကြောင့်မလို့လေအဲတကယ်လို့အဲတပ်တော်ကာကွယ်ဦးစီးချုပ်ကတမတာကြီးဖြစ်သွားလို့ရှိရင်တက်ကူပြုရင်ပြောင်းလဲလောက်ကြမယ်ဆိုတော့ပြောင်းလဲချက်စကားတွေကိုလည်းကျွန်တော်တို့ကြားရတာလည်းရှိတယ်ဒါမှမဟုတ်ရပ်ပကလူတွေကလည်းအတပ်တော်ကာကွယ်ဦးစီးချုပ်အတက်ပြန်သွားရင်ငါတို့ဒီဘက်မှာနော်ဖွံ့ဖြိုးတိုးတက်မှုကိုစီမံခန့်ခွဲမှုကိုလုပ်လို့ပြန်ရမလားဆိုတော့ပြောင်းလဲချက်တွေရှိတယ် เนาะไอ้မျောလင်းချက်เนี่ยဒီဒီရွေးကောက်ပွဲကိုသူတို့ကပါဝင်ပြီးရကြည့်ပြီးပြီးတော့ရှုမြင်ပြီးနေကြတာပေါ့ဒါပေမဲ့တက်ဘလော့သားပြောင်းတဲ့ပြောင်းပြောင်းဖို့အတွက်ဆိုရင်ပေါ့နော်တက်ဘလော့သားမှမဟုတ်ဘူးဗျာเนาะကျွန်တော်တို့အရေးကြီးတဲ့အပြောင်းလဲတွေလိုပါတယ်နံပါတ်1 active transformation လို့ပြောတဲ့ပါဝင်ပတ်သက်တဲ့လူတွေကပြောင်းရတယ်ပရိပက္ခကနေ နော်ဒါပြောင်းဖို့လိုတယ်ဒုတိယ issue transformation လို့ပြောတဲ့ပြဿနာကိုကြည့်ပုံမြင်ပုံတွေကိုလည်းပြောင်းယူပါပါလေအဲ့တော့ဒီအပြောင်းလဲလေးကိုလုပ်ဖို့အတွက်ကခေါင်းဆောင်မှုလို့ပြောကြတဲ့ပေါဝင်ပတ်သက်တဲ့လူတွေကိုလိုက်ကမိမိတို့ကိုယ်ကိုမိမိတို့ပြောင်းယူရတဲ့အတွက်ကြောင့်တန့်ပတော်မှမဟုတ်ဘူးနော်တော်လာရေးဘက်ကပုံကိုတွေကလည်း ကျွန်တော်ပြောင်းယူဖို့လိုတယ်ကြည်ပုံရှိဖို့ဘောင်ကိုလည်းပြောင်းယူဖို့လိုတယ်နော်ဒါတွေကိုဖြတ်တန်းပြီးတဲ့အခါကျမှပဲငင်းချက်တဲ့တိုင်းပြည်တပြည်ကိုသွားလို့ရပါတယ်အဲ့တော့တွေ့တာကတော့နှစ်ဖက်စလုံးကကျွန်တော်တို့ပြီးခဲ့တဲ့တတိကျော်ကျော်နှစ်နှစ်လောက်ထိပေါ့နော်ကျွန်တော်ကုလသမဂ္ဂကအနိုလင်းခေစာပြီးတော့နောက်တစ်ယောက်လာတယ်ဩစတြေးလျပုဂ္ဂိုလ်ပေါ့နော်လာတဲ့အခါမှာလဲအဲနိုလင်းခေစာအခု အရင်တော့အခုကုလသမဂ္ဂ90လဲအရင်90လဲ knowledge ဟိစာပြန်လာပြီးကုလသမဂ္ဂပြောတယ်ဘယ်ဘက်ကမှတွေးဆဆွေးနွေးဖို့စိတ်ဝင်စားကြသည်အဲ့တော့ပฏิပခသဘောတရားလေ့လာချက်တွေမှာပြောတာကတော့နှစ်ဖက်စလုံးကမတို့မဆွေးနွေးလို့တော့မဖြစ်တော့ဘူးမတို့ရွေးရမယ်လမ်းကြောင်းကဒီလမ်းကြောင်းဖြစ်တယ်ဆိုရင်တော့ကျွန်တော်တို့အဲ့ဒီကြမှာဆွေးနွေးပွဲတွေဖြစ်တတ်ပါတယ်အဲ့တော့ဒါကတော့အခုပြောနေပြီး ငါတို့ဒီတိုင်းဆက်တိုက်နေလို့ကတော့သူလည်းမနိုင်ငါလည်းမနိုင်နိုင်ဘူးဆိုတဲ့အနေထားကိုအတိမပြုတ်လာပြီဆိုရင်တော့စကားပြောတာတွေစလွန်နိုင်ပါတယ်ဒါပေမဲ့အဲ့ဒီလိုကြုံမမြင်ခဲ့တဲ့အတွက်ကြောင့်ကိုလန်ကိုစကားပြောနိုင်တဲ့လမ်းကြောင်းကိုပိတ်ထားခဲ့တဲ့ကြင်ညာချက်တွေထုတ်ခဲ့တဲ့ဒါလေးလဲရှိတာပေါ့နော်တစ်ခါတလေကြတော့နောက်မှဖြစ်ရှိရမယ့်ကိစ္စတွေကိုနောက်နေရမယ်အခုတည်းကဝင်ခါရမယ်ဥမာအားဖြင့်အဲ လူမှုမတရားမျှတမှုတွေပေါ့လူခွင်ဆိုင်ရာမတရားမျှတမှုတွေဒါတွေက sequencing လို့ပြောတယ်ဗျာသူရဲ့သူအဆင့်ပြီးတစ်ခုပြီးမှတစ်ခုဖြစ်ရှင်းရတယ်ဟုတ်အဲ sequencing ကို sequencing ရှိတဲ့သဘာဝကိုခင်ဗျားလက်မခံဘူးဆိုရင်ဒါနှစ်ဖက်သွားဗျာနှစ်ဖက်သွားဖြစ်တတ်တယ်ဘာလို့လဲဆိုရင်ခင်ဗျားမင်းမဝမခံဘူးမင်းကိုအေးအေးယူမယ်လို့အေးအေးယူမယ်ဆိုရင်ခမရကိုခုတည်းကစပြီးတော့ခမရတဲ့စကားသိပ်မပြောမထားတော့ ခမရလက်ချက်ကိုအားလာတယ်ဒါရိုးရိုးရှိရှိလေးပဲအဲ့တော့သူလည်းမနိုင်နိုင်ဘူးကိုလည်းမနိုင်နိုင်ဘူးဆိုတော့အချိန်နေမှာခမရပြတ်တနာကဒီဒီမှာလာရှုပ်ထွေးတော့အဲ့တော့ဒီနိုင်ငံကြီးကိရတရားကိုအတွင်းထဲမှာလည်းလာပြီးရိုက်လိုက်မယ်ဒီအဆင့်ကိုရောက်လာရင်ဥမာခမရတင်ညာချက်ထုတ်ထားပြီးပြီလူခွေရေးဆိုင်ရာချိုးဖောက်မှုတွေအတွက်ဝန်ပခံရေးအရေးကြီးပြီမဆွေးနွေးဘူးလို့ပြောထားတယ်ခမရ ကိုထဲအောင်ပါလားဘာလို့လဲဒါကိုအမျိုးမြင်ရှိရှိနဲ့စရဲဟာမစင်းသားပဲနဲ့ခြင်ချချက်ကိုထုတ်နိုင်ငံရေးဆိုတာပါဝါပဲဗျာပါဝါရဲ့အားပေါ်မှာမူတည်ပြီးတော့စကားကိုချိန်ထိုးပြီးပြောကြရတာလူခွေရေလှချမှုအဖွဲတစ်ခုလို့ခင်ဗျပြောလို့မရဘူးနိုင်ငံရေးသမားเนาะကျွန်တော်ကဒီ ဒီ NGO သမားတွေကိုအရေးတော်ပုံသမားနေလို့ပြောသူအရေးတော်တစ်ခုတည်းအတွက်ပဲလောက်တာ HIV ဆိုလဲ HIV အရေးတော်တစ်ခုတည်းလူခွေရေးဆိုလဲလူခွေရေးအတွက် तू ပြောရင် तू ကပြောရမယ် तू အလုပ်ကပြောရမှာဗျအင်းဒါပေမဲ့နိုင်ငံရေးသမားအတူလို့ပြောဖို့လို့နိုင်ငံရေးကပါဝါဗျပါပေါ့ချိန်တဲ့ခါမှာခုနကကျွန်တော်တို့ပြောဖို့ကြံသွားတာပေါ့နော်ပထမမေးခွန်းမှာကြံသွားတယ်ဆိုနိုင်ငံတကာအနေထားပေါ့နော်ဥမာ2010 2012ချိန်တော့ဆို liberal အကောင့်တဲ့ချိန်ပေါ့ အခုက level အားမကောင်းတဲ့ချိန်ဟုတ်ထွားခေပေါ့ဗျာအခုကလက်ရအမျိုးသားကြီးဝါတာသမားတွေဥရောပမှာရောဩစတြေးလျမှာရောနယူးဇီလန်မှာရောအမေရိကမှာရောခေါင်းထောင်လာတယ်ဖရမအာနာရလာတယ်ဒီချိန်မှာနော်အဲ့တော့ဒါကနိုင်ငံရေးကိုပြောပြီဆိုတဲ့အခါဒီ power တွေကိုချိန်ပြီးတော့ပြောကြရတာဟိုကျွန်တော်တက်ကြွလှုပ်ရှားတဲ့ activist တယောက်ပြောတယ်လို့ပြောလို့မရဘူးဗျာ အဲ့ဒါအဖွဲ့စည်းတစ်ခုအကျညာချက်တစ်ခုထုတ်ရင် activist တယောက်ထုတ်လို့လို့ထုတ်လို့မရဘူး။ဒါကို activist လို့ပြောတဲ့နိုင်ငံတက်ကြွလှရှားသူတွေကလည်းနားလဲဖို့လိုတယ်ဗျ။နားမလဲရင်သူ့ကိုကိုလိုပဲလို့သဘောထားပြီးခင်ဗျဖိမိလို့ရင် तू က pressure အများကြီးနဲ့သူ့လောကရဲ့တိတ်ခက်သွားတတ်တယ်နိုင်ငံရေးသမားကိုနိုင်ငံရေးသမားမှလှုပ်ဖို့ခက်သွားတတ်တယ်ကိုနိုင်ငံရေးသမားကိုဂျောင်းဂျောင်းနဲ့တွန်းဖို့လိုက်လို့ဖြစ်တတ်တယ် ဒီသဘောလေးတွေ꿰ဖို့လိုတာပေါ့နော်ဒီသဘောလေးတွေမ꿰တဲ့ခါကျတော့ကိုယ်စကားနဲ့ကိုယ်ကြောင်ပိတ်မိပြီးတော့ဖြစ်နေတဲ့ဖြစ်နေတဲ့ကြွားနိုင်တယ်အဲ့ဒီလိုခုနခင်ဗျားတွေးဆဆွေးနွေးအဆင့်ကိုရောက်ပြီဆိုကြရင်နော်ဒါတွေကကြုံလာလိမ့်မယ်ကိုယ်တွင်ထဲမှာဟိုကပြဿနာတွေတက်ပြီးကိုယ်တွင်ထဲမှာ꿰ကြလိမ့်မယ်နော်ပထမကစဉ်းစားဖို့မတူဘူးအခြေခံစဉ်းစားထားတဲ့ဟာချင်းမတူဘူးအရေးတော်စဉ်းစားပုံနဲ့ပါဝါစဉ်းစားပုံမတူဘူး အရေးတော်သမားအရေးတော်သမားပြောရမယ်ပြောတဲ့နဲ့ကျွန်တော်ထောက်ခံတယ်သူပြောရင်လည်းဒီပါဝါသမားပါပြောရင်လည်းကျွန်တော်ထောက်ခံဒါဖြစ်ကျွန်တော်ကြားကြပြီးတော့ကျွန်တော်ကပြောနေသလားလို့တမောင်သာမဟုတ်ဘူးသူပြောနေတဲ့သဘောရသူပြောနေတာသူသူပြောမဲ့တောင်လို့သူပြောနေတာနော်အဲ့တော့ဖီးပေါ်တယ်ကိုကစားတက်ဖို့လိုပဲလို့ထင်တယ်နော်အဲ့တော့အခုလို့တော့မဟုတ်ဘူးအဲ့တော့အပြောင်းလဲတွေကိုဖြတ်သန်းကြရလိမ့်မယ်လူတိုင်းလူတိုင်းကဒီပရိပကကြီးတွေကထွက်ဖို့ဆိုတခြားနိုင်ငံတွေမှာလည်းပြောင်းလဲကြရတယ် ဥမာအားဖြင့်စီရီယားကောင်းဆောင်ကိုကြည့်ဗျာอืมသူကအဆက်အသင့်ပြောင်းလာရတယ်เนาะအက်ဂါတိုင်းကနေမှသူကိုယ်တိုင်အက်ဂါတိုင်းအဖွဲ့ထဲမှာပါတယ်အက်ဂါတိုင်းကနေမှတဖြည်းဖြည်းတဖြည်းဖြည်းသူပြောင်းလာရတယ်เนาะအခုဆိုရင်ကိုယ်တော်သမားကြီးပေါ့အကုန်လုံးပြောင်းကြရတဲ့အချိန်ပေါ့အခုတကယ်လို့ဒါကျွန်တော်တို့ခုနအပြောင်းလဲတွေရဆိုတော့ line ကြီးတစ်ကလုံးကလည်းသွားနေမှာပဲဒါကရွေးကောက်ပွဲနဲ့လည်းမဆိုင်မင်းနဲ့ပေါ့ နော်ဘာတိုက်ပွဲပဂရိအခြေအနေရောက်တာဒီလိုဖြစ်လာတယ်လို့ပြောရမယ်ဖြစ်နေဟုတ်ကဲ့ဟုတ်ဟုတ်ဟုတ်ကဲ့ဒါဆွန်နီပွဲဆိုတာအခုမျှော်ကြည့်တော့ဗျာခုနကကျွန်တော်မိကွာရောပမာစစ်ပွဲချွေလဲအင်ဒိုနီးရှားပွဲချွေလို့မျိုးဖြစ်လာနိုင်လားဆိုတာဘယ်လိုပြောချင်လဲဖြစ်နိုင်ဘူးအာလက်ရှိကောင်းဆောင်ဒီဖြစ်ဖို့ဆိုတာနည်းနည်းခက် လေးလာချက်တွေအရဆိုလို့ရှိရင်တော့ပฏิပက္ခတဲမှာရှိနေပေါင်ပฏิပက္ခကြီးကိုဖြစ်စေတဲ့စုံချက်ချက်ကိုချခဲ့တဲ့ခေါင်းဆောင်တွေကဆက်ပြီးရှိနေမယ်ဆိုရင်အဲ့ဒီပฏิပက္ခကမထွက်ဘူးအဲ့တော့ तू ကဘာပြောလားဗျာဒီ2021ကိစ္စကြီးဖြစ်မယ်အဲ့ဒီကိစ္စမှာစုံချက်ချက်ရဗိုလ်ချုပ်တွေရှိတယ်အင်းဒီလိုလေဘုချုပ်တည်းကပဲတက်ပြီးအာနာရနေမယ်ဆိုသူတို့ဒီသူတို့ဆုံးဖြတ်ချက်မှန်မှန်ဘာကြောင့်မှန်ကားသလဲဆိုတော့အတိတ်ကိုပဲ ြန်ပြီးစင်ကြီးပေးနေတာတွေပဲသူတို့ပြောနေလိမ့်မယ်အဲ့ဒါဆိုမပြောဘူးဒါပေမဲ့အဲ့ဒီဘိုလ်ချုပ်အုပ်စုမရှိတော့ကြကြချတဲ့နေရာမှာနောက်ဘိုလ်ချုပ်တက်လာတယ်မူလတော်ကဆုံးဖြတ်မူလဆုံးဖြတ်ချက်ကြီးမှာမပါဘူးဒါပေမဲ့သူကစစ်သားဖြစ်တဲ့ကြောင့်လိုက်တော့အကောင့်ထဲပေါ်တယ်ငယ်ကောင်းပေါ်ခဲ့မယ်ဒါပေမဲ့အဲ့ဒီလူတွေကပို့ပြီးအပြောင်းလဲကိုပို့ပြီးစဉ်းစားတတ်တယ်ဆိုတော့လေလာတွေ့ရှိချက်တော့ရှိတယ်ဆိုတော့အဲ့ဒီတောင်းကနေပြောမယ်ဆိုလို့ရှိရင်တက်ရဲ့ခေါင်းဆောင်မှုအပြောင်းလဲပေါ်မှာမူတည်ပြီးတော့အပြောင်းလဲကို ွားနိုင်ကောင်းသွားနိုင်နိုင်မယ်လို့ဒီလိုပဲပြောရမယ်ထင်တယ်။ဟောဟောဒါမျှော်ကြည့်တော့ဗျာ။အဲ့တော့ပြန်ချုံးမဲ့တဲ့ဒီ Yukob ကအတူကြီးပါညာအကလိုကအဲ့လိုပြောတော့ခုနမျှော်လဲတဲ့လူပဲလည်းနည်းနည်းတော့ရှိတော့ဗျာ။အဲ့တော့ကျွန်တော်အများပြည်သူနေလေရောဘာမျှော်လဲလို့ရမလဲဒီ Yukob က။အများပြည်သူအနေနဲ့ကတော့ဒီရွေးကောက်ပွဲကနေဘာမှတိတ်မျောလေးလို့တော့မရဘူးဗျာ။နော် ဟိုအများပြည်သူအတွက်ဆိုတာရေးကြီးတဲ့စောင့်ဝင်နေရေးပေါ့အဓိကပြဿနာ။ဟုတ်နော်။အဲ့တော့အဲ့တည်းမှာပြောလို့ရှိရင် စီးပွားရေးသမားတွေအတွက်ပေါ့ရေးကြီးတာလျက်စက်ပေါ့။နော်။ဒါလေးတစ်ခုတော့ကျွန်တော်တို့ကမလုပ်နိုင်ဘူး။ဒါမှမဟုတ်တဲကကျွန်တော်တို့ပြောမင်းတို့လျက်စက်လေးတော့မင်းတို့ကတနိုင်ငံလုံးရအောင်မလုပ်နိုင်သေးဘူးဆိုလေ။နော်ကျွန်တော်တို့ခြားတာအားလည်းမပြောနဲ့။နော်။ကုန်ချမ်းများအလွယ်ဆုံး ်တစ်ကနေပြိဘောကပစ္စည်းထုတ်တာဒါထုတ်လို့မှုတယ်ပါဘာနီးပညာတွေကလည်းရိုးစစ်တဲ့နီးပညာတွေဒါကိုမလို့လုံလုံလေးတိတ်ပဲရောက်စားနေတာအဲ့ဒါဦးသိစိတ်လက်ထက်တော့လည်းဒီတိုင်းပဲဒေါအောင်စားစုကြည်လက်ထက်မှလည်းအဲ့ဒီတိုင်းအဲ့တော့ပြည်သူအနေနဲ့ကဘာမျှော်လင့်ရမလဲဆိုရင်ဘာမှတိတ်တော့မျှော်လင့်တော့မရနိုင်နေဘူးလို့ကျွန်တော်ထင်တယ်နော်အဲ့တော့ဟို မက်ခရိုစီးပွားရေးအခြေခံတွေကလည်းပြက်နေတဲ့အတွက်ကြောင့်မို့ဒါဟုတ်ပြန်တည့်တာဟိုအခြေယူရမယ်ဒါပေမဲ့အဲ့လိုပြန်တည့်ဖို့ဆိုတာဟိုကအဲဆောင်းဦးမြကျွန်တော်ပြောဦးတယ်ဗျာနော်ဘဟုဘံကိုစီမံခန့်ခွဲတဲ့ပညာတတ်သက်ရှိတယ်ပေါ့သူနီးနာတွေကတတ်သက်ရှိတယ်သူတွက်ချက်စဉ်းစားမှုတွေတတ်သက်ရှိတယ်ငါလည်းမသိဘူးဇော်ဦးလည်းမသိဘူးအဲ့တော့ သိတဲ့လူတွေကကူညီပါလိမ့်မယ်လောက်ကြနိုင်မယ်ဘူပန်အလူတွေရှိတယ်ပေါ့ဗျာနောက်ပိုင်းရှွန်တန်တော့ရှိရှွန်တန်တော့ကတော့သူကဩစတြေးလျဘူပန်မှာပါဝင်ခဲ့ပြီးသူကလောက်ခဲ့တယ်လူညာနော်ဆိုတော့အဲ့လိုလူတွေရဲ့ပိုင်းခြားသုံးသက်ဆုံးဖြတ်ပြီးတော့အချင်းတွေကိုအရင်ဆုံးဆုံးဖြတ်မှာဟုတ်ဆုံးဖြတ်ပြီးမှဘယ်ကိုသွားမယ်ဘယ်လောက်လုပ်မယ်ဆိုတာဒါရင်ကဗမာပြည်ရင်းမှာမရှိဘူး စီးပွားရေးတက်ကတော့မှပမောကဖြစ်လို့လည်းဒါမသိဘူးဗျာနော်ကျွန်တော်ဒီငွေချင်းနဲ့ PhD ရတဲ့အဲစီးပွားရေးပညာရှင်ပေါ့နော်အခုတော့ဗြိတိရှရင်းနှီးမြှုပ်နှံမှုမှာဒုတိယဥက္ကဋ္ဌဖြစ်တဲ့တာဝန်ယူနေဗမာပါပဲကျွန်တော်တကယ်ချင်းရသမီလေးပါကျွန်တော်တို့မြန်မာနိုင်ငံမှာဆရာဦးမြင့်အောင်မှလုပ်ဖို့ဆိုတော့သူက finance နဲ့လုပ်တဲ့အတွက်ကြောင့်အရန်ကိုဖြစ်တယ်ဒါကျွန်တော်သူ့ကိုခေါ်ဘူးလေသူကမဟုတ်ဘူးမဟုတ်ဘူး ကျွန်မ finance ချက်ပြည့်ရှိရပြီမယ်လို့စီဝါရေးနဲ့တော့လေ့လာခဲ့တာမှန်ပေမဲ့လို့ဒီ back row စီဝါရေးကိုလည်းကျွန်တော်ကျွန်မလေ့လာခဲ့တာကျွန်မမလုပ်နိုင်ဘူးသူတို့ကဒီလိုပဲပြောတယ်ဗျဟုတ်ဟာဆိုတော့အဲ့ဒီလိုလူမရှိဘူးအဲ့လိုလူရှိတယ်ကဘာမှာရှိတယ်သူတို့အခုကြီးတော့တယ်သူတို့အခုကြီးပြေးမှာမဟုတ်ဘူးဒီဆိုအောင်อืมဒါကြောင့်မို့ပြည်သူလူထုရဲ့အစားအဝတ်နေရင် နော်ဖြစ်ချင်သလိုဖြစ်နေဦးမယ်ဈေးတွေကလည်းဖြစ်ချင်သလိုဖြစ်နေဦးမယ်နော်လို့ကျွန်တော်ထင်တယ်မက်ခရိုစီးပွားရေးအခြေခံပြက်သွားတဲ့အတွက်ကြောင့်မလို့ဒါကတော့ဆက်ပြီးကြုံတွေ့ရနိုင်မယ်လို့ထင်တယ်အဲ့တော့ခုနတက်တက်တဲ့ခေါင်းဆောင်မှုကဒါကိုသဘောပေါက်ပြီးတော့မြန်မြန်အကြောင်းလေးတွေလှုပ်လိုက်တယ်လို့ရှိရင်နော်လက်ရှိမှာအာဆီယံကပြောထားတဲ့ ားလုံးတွေ့ဆုံဝိုင်းဝန်းဆွေးနွေးနော်ဒီကြားထဲမှာဟိုကျွန်တော်ချက်ချင်းရွေးကောက်ပွဲမလုပ်နိုင်နေတော့ဆွေးနွေးရကြာမှာဟုတ်နော်အမျိုးသားညီညွတ်ရေးဆိုတာတရက်ကိုအားလုံးသဘောတူတယ်ဒီဆွေးနွေးဘက်တွေအကုန်လုံးကသဘောတူတယ်ဆိုတာဖွဲ့တယ်တစ်ဖွဲ့ဖွဲ့အပူရိုးတူတဲ့အတွက်စီမံခံဝဲသွားဒီလမ်းကြောင်းကတော့မြန်မာနိုင်ငံအတွက်ဖြည့်ရှင်းမှုအာဆီယံဆွေးပြူထားတဲ့ဒီလမ်းကြောင်းကတော့တစ်တော်တဲ့လမ်းကြောင်းလို့ကျွန်တော်ထင်တယ်အဲ့ဒီလမ်းကြောင်းအကောင့်ထဲမှာပေါ်ခြင်း မဖော်မလိုက်မချင်းဟာပြည်သူလူထုအတွက်မျှော်လင့်ချက်အတော်ကြီးကိုနဲပါတယ်လို့ကျွန်တော်ဒီလိုပဲစိတ်မကောင်းစွာပြောရမှာပဲဗျဟုတ်ကဲ့ဟုတ်ကဲ့โอเค โอเคအလုံးတွေ့ဆုံဆွေးနွေးဖို့လိုတော့ဗျာအဲ့လိုပဲယူကော့ပွဲစားအလုံးတွေ့ဆုံဆွေးနွေးဖို့လိုရပေါ့ဒီလိုပဲပြောရမှာပါဟုတ်ပါတယ်နိုင်ငံရေးပြည်သူဆွေးနွေးပွဲနဲ့ယာယီဂျာပြအမျိုးသားကြီးကြီးအစိုးရအဲ့ဒီအဖွဲ့အဖွဲ့ရမှာเนาะစစ်တပ်ကဖွဲ့ရမှာမဟုတ်ဘူးဟုတ်အဲ့ဒီနိုင်ငံရေးအားစုတွေကဖွဲ့ပေးတယ်ဟာ ဒါကထွတ်ပေါက်ပဲဖြစ်တယ်ဒီထွတ်ပေါက်ကချပြထားတာနှစ်ပေါင်းများစွာအာနာယပေးတဲ့အဆရာချပြထားတာပါဗျာဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့ဒါလေးမှမလိုက်နိုင်ရင်ဘဝပြည့်အတွက်ထွတ်ပေါက်တည်တော်ကြီးခက်ပါလေဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့ကျေးဇူးတင်ပါဗျာကျွန်တော်နိုင်ငံရေးလေးလာသုတ်သက်ဦးတင်ပါလားကျေးဇူးတင်ပါခင်ဗျာ